င်္ဂလာပါရှင်ခင်အခုရောက်နေဆိုင်လေးကတော့ခင်ဖော့ house ဆိုတဲ့ဆိုင်လေးပဲဖြစ်ပါတယ်ရှင်ဒီဆိုင်လေးကတော့အင်းရလက်မပေါ်တည်တည်တန်းရောက်ရင်ဘက်ဘက်ကိုချိုးလိုက်တာနဲ့တလင်လွန်းထိတ်မှာပဲရှိရယ်နော်အင်းရလက်မပေါ်ကနေလာရင်ဒီဆိုင်လေးကအရန်နေပါတယ်ရှင် ဒီဖိုင်လေးကအပေါ်တက်မှလည်းတက်ပြီးတော့စားလို့ရပါတယ်ရှင့်ခက်ကတော့ပုံမှန်ပဲစားပါမယ်နော်အမဒီဆက်လေးထဲမှာဘာပဲပါဝင်လို့ရှင့်ဆက်ထဲမှာဆိုတော့အသားသုံးပန်းပါပါတယ်ရှင်နောက်ပြီးအရက်ဆုံးပါတယ်နှင်းရီ၃မျိုးတည်းတစ်မျိုးပါပါမယ်ရှင်ခမဲခေါ်ဆဲကြတဲ့၃မျိုးတည်းတစ်မျိုးပါပါမယ်ရှင်အော် ီတစ်ဆက်လုံးမှာအလုံးပေါင်း9,900ကျပ်ပဲကျပ်တက်မှာပဲဖြစ်ပါရဲ့ရှင့်ဒီဆက်ထဲမှာပါဝင်တာအသား3ဘန်းပါပါမယ်အသေးရက်ဆုံးပါပါမယ်ရှင့်အော်နောက်ထပ်ရွေးချယ်စရာတွေလည်းရှိပါသေးရဲ့အဲ့ဒါကတော့ထမင်းကြာစံပြီးရင်ခေါက်ဆွဲပဲဖြစ်ပါရဲ့ရှင့်အဲ့ဒီ3မျိုးတည်းကမာခက်ကကြာစံကိုရွေးချယ်ထားတာပဲဖြစ်ပါတယ်ဒီဆိုင်မှာမှားလို့ရမယ့်အသား3မျိုးကတော့ချက်သားဝတ်သားနဲ့အမဲသားပဲဖြစ်ပါရဲ့ရှင့် အားလုံးပဲမင်္ဂလာပါရှင့်ဖူဒီခက်ကနေကြိုဆိုလိုက်ပါတယ် green cheese ဆရာဟင်းရဲ့လေးမျိုးကတော့ကျပောင်းဟင်းရဲ့ရဲ့မာလာရဲ့တုံရန်ရဲ့ collagen ဟင်းရဲ့လေးပဲဖြစ်ပါတယ် collagen ဟင်းရဲ့ဆိုရင်တော့နှစ်ပေါင်းထက်ပြီးတော့ပို့ပြီးပေးပေးရပါမယ်ရှင်ကဲကဲမယ်ဆိုရင်ရွေးချယ်ဆရာစီသုံးမျိုးရှိပါတယ်ရှင့်အဲ့စီရာတော့ tobac seed ဝက်စီနဲ့စီမွေးပဲဖြစ်ပါတယ်ရှင့်ဒါလေးကတော့ဒီဆိုင်မှာအရန်နမဲကြီးရဲ့စံပြားကြော်လေးပဲဖြစ်ပါတယ်ရှင့်ခက်ကလည်းမိကြည့်ချင်တာနဲ့ဒီစံပြားကြော်လေးကိုလည်းမှာလိုက်ပါတယ်ဒါလေးကတော့ဆိုင်မှာနမဲကြီးဆုံးအမိုကြော်လေးပဲဖြစ်ပါတယ်ရှင့်သူကကြတော့ pepper ကိုတခြားပါမန်ပပရီနဲ့မတူပါဘူးเนาะကဲစားစရာတွေကဆုံဆုံလင်းလင်းရောက်နေပြီဆိုတော့ခက်ကစပြီးတော့กินလိုက်ပါတော့မယ် က်ကအခု slay red နဲ့အသားခင်နဲ့ kimchi နဲ့ကိုစားပြမှာပဲဖြစ်ပါတယ်ဟွန်းကောင်းလိုက်တာခက်ကအသားခင်တွေကို seafood အချင်းလေးနဲ့စားလိုက်မကြီးချင်တဲ့နဲ့စားလိုက်နဲ့လုံးဝအဆင်ပြေနေရော ဒီဆိုင်ကအသားရဲ့ညဉ့်ညမ်းမှုကလေလုံးဝကိုဖိကိမပြောပြတက်လာအောင်ကောင်းတာရှယ်ပဲအဲ့ဒါကြောင့်မလို့ဒီဆိုင်မှာကိုယ်တိုင်းလာရောက်စားဖို့ဖိဖိတ်ကောက်လိုက်ပါရဲ့ရှင်။အော်ဒီဆိုင်မှာထူးဆန်းတဲ့အချက်ကတော့ဒီအသားတွေကကြိုပြီးလွှာထားတဲ့အသားတွေမဟုတ်ပါဘူးနော်။ကိုစားမယ်ဆိုမှတွားပေးတာပဲဖြစ်ပါရဲ့ရှင်။အဲ့တော့အသားတွေပျော့ပြင်းနေမှာစားလို့မကောင်းပါဘူးစိတ်မပူပါနဲ့နော်။လုံးဝလက်လက်ဆက်ဆက်နဲ့စားလို့တကယ်ကောင်းပါရဲ့ရှင်။ ဒီအမ်မိုကျော်လေးကိုအသားခက်စားတဲ့အချိန်လေးနဲ့ပဲတို့စားပါမယ်ဒီအမိုရဲ့အရသာလေးရာစိတ်စိတ်လေးနဲ့ကျွတ်ကျွတ်ရရလေးဖြစ်ပါတယ်ရှင်။အချင်လေးနဲ့တို့စားရင်လုံးဝထိမိနေရော။အချင်လေးရလည်းလုံးဝကောင်းပြီးတော့လက်ဆက်နေရော။ချင်တဲ့နဲ့နေပါရင်လုံးဝမထွက်ဘူးနော်။ အဲ့ဒီတော့ကတော့လုံးဝစိုးရင်ပြားမလို့ပါအောင်ရှင်ခေကအခုဒီ9900ရတဲ့ဆက်ကြီးကို try bb ဆိုတော့နောက်ထပ် menu တက်လေးတွေကို try ကြည့်မှာပဲဖြစ်ပါရဲ့ရှင်ဒီဆိုင်မှာ kimchi pancake တို့ kimchi wet သုံးသပ်တာတို့လည်းရပါရဲ့နော်ဒီဆိုင်မှာအသားခင်နေစာသေးတွေလည်းရပါရဲ့ရှင် တငယ်ချင်းနေနဲ့အတူအေးအေးဆေးဆေးဘီယာတို့ဆိုဂျူတို့တောက်ချင်လဲဒီဆိုင်မှာရပါတယ်နော်အေးဆေးလာချိုးလို့ရပါတယ်ရှင်တငယ်ချင်းနေနဲ့ဒါလေးကတော့မန်ယူအသက်ပဲဖြစ်ပါတယ်ရှင်ကင်ချီနဲ့ပတ်သက်တာမန်သမားအကုန်ရတယ်နော်ကင်ချီပန်ကိတ်ကင်ချီဟင်းရီပြီးကင်ချီဝတ်သုံးသက်တာခင်ပဲဖြစ်ပါတယ်ရှင် ဒါလေးကတော့ကနန်းကော်ကျော်ပါပြီးရင်ဒါလေးကတော့ shake shake fried rice လေးပဲဖြစ်ပါရှင်ဒီ shake shake fried rice ကိုကိုယ်တိုင် shake လုပ်လို့လည်းရပါတယ်ဒီမှာရှိရဲမမတွေကိုလည်း shake လုပ်ခိုင်းလို့ရပါတယ်ရှင်ဒါလေးကတော့အခု line မှာအရင်နမည်ကြီးနေရဲ့ XL ချက်သားကြော်ပဲဖြစ်ပါရဲ့ရှင်။ခက်ကတော့ဒီချက်သားကြော်လေးကို try ချဖို့အရင်ဆိတ်လို့ရှာနေပါပြီနော်။ခက်ကတော့အခုဒီ shake shake fried rice လေးကိုခက်ခက်အားတွေကိုထည့်ပြီးတော့အသက်ကုန် shake မှာပဲဖြစ်ပါတယ်ရှင်။ တိချာချာလေး shake ပေးမှထဲထဲမှာအကုန်နှက်မှာပါနော်အဲ့တော့တိတိချာချာလေး shake ပေးဖို့လိုအပ်ပါတယ်ခေကတော့ဒီပူကြီးခေကလည်းခရီးလွှဲမထွက်သွားပါလိမ့်မယ်လို့ဆုတောင်းနေပါတယ်မောဘိုင်းရန်စားလို့ကောင်းပါရဲ့ရှင်သူဒီ special pepper ဖြူထားရတဲ့အတွက်အရသာပို့ပြီးတော့ရှိပါရဲ့ ားကလည်းလုံးဝနူးညံ့လေးနဲ့မာခဲနေရမျိုးမဟုတ်ပါဘူးနော်ဟင်ဒီကင်းချစ်ချင်းတော်နဲ့တွေ့ဆိုင်လုံးဝချင်းမိနေမှာပဲဒါလေးကတော့ကင်းချစ်ဟင်းလေးပဲဖြစ်ပါတယ်ခဲကအခုဒီကင်းချစ်ဟင်းလေးကိုမိချီမာတဲ့ဖြစ်ပါတယ်ရှင် ဒီခေရဲ့ရတာချက်ချက်ဆန့်ဆန့်လေးနဲ့စားလို့တကယ်ကောင်းပါရဲ့နော်ဒီထဲမှာလဲတိုးဖူးတို့အရွက်တို့လဲပါပါရဲ့ရှစ်ခက်ကအားလုံးကိုဒီအရန်ရတာရှိရဲ့ကင်ဘောဟောက်ဆွဲဆိုင်လေးမှာလာစားဖို့ဖိတ်ခေါ်ပါရဲ့ရှစ်ခက်ခေအခုဒီခင်းပွဲလေးတွေကိုဆက်ဆားလိုက်ပါဦးမယ်ရှစ်အားလုံးသုတ်တိချီပြည့်အတွက်ကျေးဇူးတင်ပါတယ်ရှင်ခက်ခေအားလုံးဒီရက်တွေပဲနောက်ဆက်လိုက်ပါတော့မယ်နော်တတား